ချစ်ချွားပေးနေတဲ့ပြည်သားတို့မင်္ဂလာပါ2025အောက်တိုဘာလ20ရက်နေ့တနင်္လာနေ့ဖြစ်ပါတယ်။ဒီနေ့တာနတ်ဒီရက်ကနောက်ရက်စတ္တိယရက်ကတောင်ရက်ရဘောရရက်ကရှေးရက်ဖြစ်ပြီးတော့ဘုလားဆန်းရှင်တဲ့ကကစိတ်ထွားရတဲ့ခက်ဖြစ်ပါတယ်။တနင်္လာနေ့ကျိုးတူရဒီမှာတည်ရှိတယ်တနင်္လာကျိုးကံရဒီမှာတည်တယ်။အင်္ဂါကျိုးတူရဒီမှာတည်ရှိတယ်ဗုဒ္ဓကျိုးတူရဒီမှာတည်ရှိတယ်။ဇာသာပတိကျိုး ကရကယာဒီမှာကြည့်ရှိတဲ့တောက်ကြကျိုးကံယာဒီမှာကြည့်ပြီးစနေကျိုးမေယာဒီမှာနောက်ပြန်သွားပြီးတော့ရောင်းကျိုးကကုံယာဒီကိတ်ကျိုးကတန်ယာဒီမှာအသေးသေးကြည့်ရှိကြပါလေမေတ္တာယာဒီပါးတွေအတွက်အထူးကောင်းကြီးကံနဲ့အလို့ရှိရပြည့်စုံခြင်းဘုရားတုတ်တဲ့ခြင်းတို့ကိုဗဏ္ဍာရှိနိုင်တဲ့နေ့ခုဖြစ်ပါလေသေတာယာဒီပါးတွေမှာယံများမယ်တိုက်ခတ်များမယ်စိတ်ပပန်းတစ်ပပန်းဖြစ်မယ်ဥတီလိုက်တဲ့နေရာလေးတိုက်ခတ်ရှိပါ မင်းဆောင်ရာဇီဘွားတွေမှာရပိုင်ခွင့်တွေလက်ဝဲပြရမယ်ပြည်နယ်လမ်းကြောင်းတွေပြန်ဖွင့်မယ်ခက်ခဲတဲ့ခြုံပြီးမှအလိုပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုခြုံမယ်ကရကရာဇီဘွားတွေမှာရံများမယ်တိုက်ခတ်များမယ်ကိုယ့်ပေါ်နှောက်ရှက်တဲ့သူတွေနဲ့တွေ့ပြီးမှကိုလိုရာဆန္ဒပြည့်စုံမယ်ရောင်းမဝယ်မှမပြောင်းပြီးဆက်ရမယ်တရားဒီဘွားတွေမှာရှင်ပြန်မှုမှန်သမျှကိုမြင်ပြီးတော့ကောင်းသောအမြင်ချောချတဲ့နဲ့တိုးတက်ခြင်းရှိမယ် ကိုလုံးတဲ့လုံးတွေမှန်သမျှထူးခြားစွာကျိုးဆက်ရမှုနဲ့တွတ်တက်မှုရှိတယ်။ကံရာဒီပိုင်းမှာငွေကြေးကံကောင်းမဲ့လက်ပွဲမဲ့ဇောရပြည့်စုံမဲ့ဘဝတွတ်တက်မဲ့မူလနေထိုင်နေကိုမြင့်တဲ့နေထိုင်သူတွတ်တက်ပြောင်းနေတယ်။တွေရာဒီပိုင်းတွေအတွက်ရံများမဲ့စီစဉ်တာနဲ့လက်တွေ့ကွာမဲ့အသေးစားထိခဲ့မှုပြုဆိုင်ရမယ်။သွားတဲ့သွားလာစေကာလတွေရံဟောင်းနေတဲ့ပြန်တွေ့တတ်တယ်။အရာရာတတိနဲ့ရှင်ပြီးတော့ပါ မြိတ်ဆန်ရာဒီပါးတွေမှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့အစဉ်ပြေခြင်းရှိလာတယ်ဝေချင်းချင်းဒီမြို့နယ်ဘူးရဲ့အကျိုးဆက်တဲ့ကိုတိုးတက်မှုနိုင်ကြောင်းကိုကြော်မယ်ဓနုရာဒီပါးတွေမှာမျက်နှာပွင့်လန်းမယ်လူချင်းလူငယ်ပွားများမယ်သွားနေရတာဒီဟာကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုရှိမယ်စတင်တဲ့ကိစ္စပတ်များအစဉ်ပြေမယ်မကာရရာဒီပါးတွေမှာရပိုင်ခွင့်တွေလက်ဝင်တရားချင်းအလို့ရှိအပြည့်စုံခြင်းနဲ့ဝေချင်းကိစ္စလုပ်ငန်းရေးအကန့်ပြားပြား ကောင်းစွာတိုးတက်ခြင်းကိုဖန်တီးနိုင်နေသည်ထားရှိတဲ့ကွန်ရာဒီဘာတွေမှာခရီးကိစ္စစဉ်ပင်ပဲပစ္စည်းပြောက်တတ်တဲ့ရန်နဲ့ရှင်ပြီးတော့အမယ်ငွေကြေးပေးယူကိစ္စတည်ရှိရမယ်မေယာဒီဘာတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ဒီနေ့ဒီအစလိုက်တဲ့ကိစ္စထူးခြားတဲ့နာဂတ်တစ်ခုရပေါ်လာတဲ့ခွေရည်တွေကိုလက်လို့မပေးပါနဲ့တတိယအချိုးပေးတဲ့ရောင်ကအဖြူစိမ့်ပြီးတော့ရောင်အပြာရည်ရောင်တို့ဖြစ်ကြပါလေ အချွေရံပန်းခွင့်ပေးရကတ်သူပြီးလော်ယာဆွတ်တာရင်ဆွတ်တော့ပြေပါမယ်ကျေးဇူးတင်ပါတယ်